မကြိုက်လေစားကြိုက်လေစားပါတနည်းကိုငပြောသည်သုံးလုံးစားပေးခြင်းဖြင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးများနံပါတ်၄အသက်၄၀ကျော်လာတာနဲ့ရိုးရင်းရှိစီတွေကယော်လာပြီးအယိုးအဆက်တွေကနာကျင်လာတတ်ပါရင်ဒါကြောင့်မနက်နေ့ညငပြောသည်သုံးလုံးကို စားပေးပါနံပါတ်၄အစာအိမ်ကင်စာသမားများနဲ့အယိုးကင်စာသမားများငပြောသည်စားပေးခြင်းဖြင့်ယောဂရီကိုအများဆုံးတက်တာစီမှာပါနံပါတ်၃စိတ်ဖိစီးပြီးတော့စိတ်ညစ်မှုဝေဒနာဖြစ်ရင်ငပြောသည်မဲ့ကိုစားပေးပါ နံပါတ်၄ကြောက်ကက်အားနဲ့ကြောက်ကက်နာကျင်မှုတွေအတွက်ပိုတက်ဆီယမ်နဲ့ကျွေးဝါးတွေငပြိုသီးကိုနှင်းစင်စားပေးပါနံပါတ်၅ဥမကြီးမြန်ဆန်စွာအလုပ်တွေလုပ်နိုင်ရင်နှင်းစင်ငပြိုသီးစားပေးပါနံပါတ်၆မျက်စိမှုန်ခြင်းမျက်စိတိမ်ကက်ခြင်းများအတွက်နှင်းစင်ငပြိုသီးကိုစားပေးပါနံပါတ်၇ဝမ်းချုပ်ပြီးတော့အပူအပုပ်တွေကြေအောင်နေလေညစဉ်ငပြိုသီးကိုစားပေးပါနံပါတ်၈ပင်ပန်းနွမ်းနေပြီးတော့အင်းအားမရှိဖြစ်နေလေငပြိုသီးကိုတစ်နေ့၃လုံးစားပေးပါ